အားလုံးပဲမင်္ဂလာပါ Idea 134ကနေជួបទៅပါတယ်ဒီကနေ့မှာတော့ကျွန်တော်တို့ရဲ့ Palace စာ Audiobook စာအုပ်ဖြစ်တဲ့စာရေးသူဦးနုရေးသားထားတဲ့ကာမတ္တနာစာအုပ်ရဲ့အပိုင်း78ကိုဆက်လက်ဖတ်ရှုမှာဖြစ်ပါတယ်အခန်း78မခင်ဆုံးဤကံကြမ္မာတနေ့ညနေကိုသိန်းလက်အောက်မှာငွေကန်စီလုံနေတဲ့ကိုဖိုးရွှေ ဘဲပေါင်းတွေကိုဆွဲချိုင်တစ်ခုလည်းထည့်ပြီးကိုသိန်းတို့အိမ်ကိုရှူလာတယ်။ကိုသိန်းကဖိုးရွှေရဲ့ဘဲပေါင်းတွေဘာတွေကိုဒိုမီတာစုဟာမချိုက်လာဘူးကွ။နောက်မယူလာနဲ့ကြားလာလို့ပြောတယ်။ ကိုဖိုးရွှေလည်းဘဲပေါင်းကိုနောက်ဖေးမှထားခဲ့ပြီးပြန်သွားတယ်။နောက်တင်းငွေတွေတပတ်လောက်ကြာတဲ့အခါတလက်ဖက်တရက်စီလက်ရွေးစင်အကောင်းစားတွေစနှလုံးကိုဖိုးရွှေဟာသူကိုယ်တိုင်ကိုသိန်းတို့အိမ်ကိုယူလာတယ်။ကိုသိန်းကဖိုးရွှေမင်းကငါပြောထားတာပဲ။ဒါတွေယူလာတာငါမကြိုက်ဘူးကွာ။ငါလက်အောင်ငယ်သားတွေကဒီလိုပေးတာငါမစားချင်ဘူး။ဒါနောက်ဆုံးပဲဟေးလို့ပြောတယ်ဖိုးရွှေကလည်းဆံနဲ့ဆရာကတော့စားစီခြင်းလုံးလို့ကျွန်တော်ယူလာတာပါဆိုပြီ ီးနောက်ဖေးမှာထားသွားတယ်။နောက်တနင်္ဂနွေနှစ်ပတ်လောက်ရှိတဲ့အခါဖိုးရွှေရဲ့မိန်းမမသိန်းဟာတနခါရောင်ဘန်ကောက်လုံကြီးတအုပ်ကိုယူလာပြီးကိုကြီးနဲ့မမဝတ်ဖို့ ကိုဖိုးရွှေသူကိုယ်တိုင်ရွေးပြီးအပို့ခိုင်းတယ်လို့ပြောလိုက်တယ်။ကိုသိန်းဟာဒေါသနေနေထွက်လာတယ်။လက်ညှိုးနဲ့ဘန်ကောက်လုံကြီးကိုထိုးပြီးမိသိန်းပြန်ယူသွားလို့မျက်နှာထားတင်းတင်းနဲ့ငောက်တယ်။မသိန်းကလည်းကိုဖိုးရွှေကပြန်ပြန်ယူလာရဘူး။ထားပစ်ခဲ့ရမယ်လို့မှားလိုက်တယ်လို့ပြောပါတယ်။ကိုသိန်းက ရှုပ်မနေနဲ့မိပင်ပြန်ယူသွားဖိုးရွှေကိုလာအောင်လို့ခုချက်ချင်းလှွတ်လိုက်ဆိုပြီးတော့မျက်နှာထားနဲ့ပြောတာနဲ့မတင်နဲ့ဘန်ကောက်လုံးကြီးအုပ်ကိုယူပြီးပြန်သွားတယ် တောင်းလောင်ကြတဲ့အခါဘန်ကောက်အလုံးရုပ်ကိုယူပြီးဖိုးရွှေပောက်ချလာတယ်။ဖိုးရွှေတွေ့တွေ့ချင်းကုသိန်းကဖိုးရွှေမင်းပါလုတာနဲ့မင်းကစီကိုဘဲပေါင်းနေယူလာတယ်။တရက်သီးတွေယူလာတယ်။ဘန်ကောက်လုံးကြီးရေယူလာတယ်။ဒီဘန်ကောက်လုံးကြီးကိုလက်ခံပြီးနောက်တစ်ခါရွှေတင်းကားတွေယူလာလိမ့်မယ်။မင်းစိတ်တွေဖောက်ပြန်နေပြီထင်တယ်။စိတ်ကိုနိုင်အောင်ထိန်။နိုင်အောင်မထိန်နိုင်ရင်ဒီစိတ်တွေဟာမင်းကိုဒုက္ခရအောင်လုပ်လိမ့်မယ်လို့ပြောတယ်။ဖိုးရွှေကကျွန်တော်စေတနာနဲ့ပေးတာပါဆရာရဲ့လို့ပြောတယ်။အဲ့ဒီက ကကိုသိန်းကမင်းစီကဖြစ်ဖြစ်ငါအောက်မှာလုံနေတဲ့တခြားတယောက်စီကဖြစ်ဖြစ်ငါစီကရက်တလိတ်တောင်တောင်းတောက်တာများမင်းမြင်ဘူးကြားဘူးသလားတစ်ဖက်ရေတစ်ခွက်တောင်းတောက်တာများမင်းမြင်ဘူးကြားဘူးသလားလို့မေးတယ်မမြင်ဘူးမကြားဘူးပါဘူးလို့ဖိုးရွှေကဖြေတယ်။အဲဒီခါကိုသိန်းကကဲမင်းရဲ့ဘန်ကောက်လုံးကြီးကိုပြန်ယူသွား။နောက်ကိုအက်ကလေးတစ်ချောင်းဖြစ်ဖြစ် မင်းငါးစီကိုယူလာရင်ရင်ကလောက်ခဲ့တဲ့စရေးရိုးရိုးနေရာမှာမင်းပြန်လောက်ရမယ်ဒါပဲယူသွားလို့ပြောတဲ့အတွက်ဖိုးရှိဟာဘန်ကောက်လုံကြီးအုပ်ကိုယူပြီးပြန်သွားတယ်။နန်းလာလောက်ကြာတဲ့အခါတညမှာဖိုးရွှေဟာ ကိုသိန်းအိမ်ကိုပေါက်လာတယ်။ ကိုသိန်းနဲ့မိသိန်းတယောက်နေကောင်းရဲ့လားခလေးတွေနေကောင်းရဲ့လားမင်းတို့အိမ်သားတွေရောရေတနာသုံးပါးကိုကန်ဆိုင်ကြရဲ့လားဒီနေ့လောက်ခလေးတွေခေါ်လာခဲ့ပါဦးမင်းတို့နေစဉ်ဘလို့အားထုတ်ရတယ်ဆိုတာမက်ကီမီပြောပြလိုက်မယ်သူကတော့ငါထက်ပြောတတ်တယ်ဆိုရဲတပည့်တယောက်ကိုဆရာကပြောလေပြောထားရှိတဲ့စကားတွေရှောက်ပြောတယ်ကိုသိန်းရှောက်ပြောလို့ မောသွားတဲ့အခါဖိုးရွှေကဆရာရေဆရာဂျေဇူးတွေကျွန်တော်အပေါ်မှာအများကြီးရှိပါတယ်ကျွန်တော်ဟာဆရာတိတဲ့အတိုင်းပဲညီမလိုခုနှစ်တန်းအောင်မအောင်ဘူးကျွန်တော်ပညာရေးချင်းနဲ့လာခတရားကို180ဆိုတာဘယ်မှာရနိုင်မလဲ ရာကျေးဇူးကြောင်းရတာပေါ့အဲဒီတော့ဆရာအတွက်ကျွန်တော်စိတ်မကောင်းပါဘူးဆရာရဲ့လို့အစချီလိုက်တယ်အဲဒီခါကိုသိန်းကလည်းဒီကောင်ထူးထူးဆန်းဆန်းနေပြောတော့မှာပဲဆိုတာကိုသူ့စိတ်ထဲမှာရှိတ်ခနဲတွေးမိလိုက်တယ်အဲဒါကြောင့်ဒီကောင်ပြောပါစေဆိုတဲ့သဘောနဲ့ဘာမှမပြောပဲအသာနားထောင်နေတယ် ဆရာရယ်ဆရာလုပ်ပေးလို့တတိယဦးထွန်းဟာဒီလောက်ချမ်းသာလာတာဒီတတိယဦးထွန်းဟာဘာနာနေလို့လဲဒီနေ့လုံးအရက်တော့ဖဲချမိမလိုက်နေတာပဲလို့ဆက်ပြောတယ်ကိုသိန်းနဲ့ဘာမှမပြောဘူးနားထောင်နေတယ်ဆရာရယ်ဘာမှမလုပ်ပဲအလေလိုက်နေတဲ့ဦးထွန်းတို့မှာတော့စိန်တွဲလဲရွှေတွဲလဲငွေတွဲလဲနဲ့တိုက်ကြီးတွေနဲ့စက်ယုံကြီးတွေနဲ့မိမတွေတယုံယုံနဲ့ဆရာမှာတော့တလားကို လားကကလေး400 ဲ့ပဲပြီးနေရတာအဲ့ဒါကျွန်တော်စိတ်မကောင်းမှုဆရာရဲ့လို့ဆက်ပြောတယ်ကိုသိန်းနဲ့ဘာမှမပြောဘူးနားပဲထောင်နေတယ်တောင်းလောင်ရနေပြီးတော့ဖိုးရွှေကဆရာလဲတထေးဖြစ်အောင် ကျွန်တော်လုပ်ပေးပြရစီဆရာရဲ့လို့ဆက်ပြောတယ်ကိုသိန်းကမိရဲ့တထေးဖြစ်နီကိုပြောပြစမ်းမအောင်လို့ဆိုတယ်ဖိုးရွှေကလည်းကိုသိန်းဟာသူပြောတာကိုသဘောကျနေပြီလို့ထင်တယ်အဲ့ဒီတော့ဝန်တာအာရနဲ့ဆရာအတွက်တလားကို1500နဲ့ 3000လောက်အထိစီးနိုင်တယ်။ဆရာသဘောတူရင်ဆရာကဘာမှမလုပ်ရဘူး။ရုံခဲနဲ့မှပဲနေပြီးလက်မှတ်ထိုးရုံပဲ။ကျွန်တော်အကုန်ရှောက်လုပ်ပေးပါမယ်လို့ဖိုးရွှေကဆက်ပြီးပြောတယ်။အဲဒီအခါကိုသိန်းကမင်းကျန်ကဘာကျန်ဆိုတာဘာမှမသိရသေးပဲငှက်ပဲနဲ့လုပ်ပြီးသဘောတူရမလဲဖိုးရွှေလို့စကားချူလိုက်တယ်။ဖိုးရွှေလည်းဟုတ်လာပြီးထင်ပြီးကျွန်တော်ဘာဘူးပီဂျာဒက်စ်နဲ့တရုတ်ငံကိုပြောပြီးပြီ။ သူတို့စံနဲ့တက်လာဝင်ရင်စံအိတ်တချို့ကို စကွဲဆိုပြီးထည့်ပေးရမယ်။တက်ကောင်းတချို့ကိုတောတက်တွေဆိုပြီးထည့်ပေးရမယ်ဆရာ။ဆရာဘာမှလုပ်ဖို့မလိုဘူး။မသိချင်အောင်စောင့်နေပါ။ကျွန်တော်အားလုံးလုပ်ပေးပါမယ်လို့ဖိုးရွှေကပြောတယ်။ဖိုးရွှေကိုမှတ်သားလောက်အောင်ဘလို့လုပ်ပြီးဆုံးမရပါမလဲလို့ကိုသိန်းခဏလေးစဉ်းစားပြီးဖိုးရွှေရဲ့ပါးကိုခက်ဆက်ဆက်ကလေးရိုက်လိုက်နေအဲဒီလိုရိုက်ပြီးတော့မှဖိုးရွှေ မင်းရဲ့အကျင့်ဆိုးကိုငါပားရိုက်ပြီးဆုံးမတယ်ဆိုတာမင်းတသက်လုံးမှတ်ထားပြီတော့ဒီအပြစ်နဲ့ပဲမင်းကိုငါဖြုတ်ပြဖို့ကောင်းနေပြီဒါပေမဲ့မင်းရဲ့မယားနဲ့ကလေးတွေသမီးကိုကွဲမှာ ਉ ငါမလုပ်ချင်ဘူးအဲ့ဒီတော့နောက်ဖေးမှာရေတစ်ခွက်သွားခတ်ချီသွားလို့ခိုင်းလိုက်တယ် ိုးရွှေဟာရေခက်ပြီးပြန်လာတဲ့အခါငါဆိုတာလိုက်ဆိုလို့ပြောပြီးဒီလိုရှောက်ဆိုပါပါတယ် ကျွန်တော်ဟာသူတစ်ပတ်သားပစ္စည်းကိုဘရောမှမတရားမလုပ်ပါလှုပ်လျင် ထင်ထင်ရှားရှားဖေးသင့်ပါစေသာလို့ကိုသိန်းကတိုင်ပေးတယ်ဖူးရွှေကလိုက်ဆိုပြီးသစ္စာရေးတောက်ရတယ်သစ္စာရေးတောက်ပြီးတော့မှကိုသိန်းကမင်းတို့ကောင်တွေဟာဘာပဲလှုပ်လို့နောင်တမလွန်ဘဝကိုဘယ်တော့မှထင်မတွက်ချဘူးဒီဘဝမှာမျက်မျက်စားဖို့လောက်ကလေးကိုပဲကြည်လေရှိရဲ့ မင်းသူတစ်ပါးပစ္စည်းကိုဒီလိုမတရားလုပ်ပြီးစားရလားအနည်း60ပေါ့နောက်ဘဝကြရင်ငရဲမှာမချီမဆန့်ခံရမှာက အနည်း6သန်းမကဘူးကိုကျိုးကိုတေချာကြည်တက်တဲ့သူဆိုရင်ဒီဘဝမှာ အနှစ်60မျက်မျက်စာရမှာနေငရဲမှာနှစ်6တန်းမပြောနဲ့6ရက်ထဲခံရမှာကို မလဲဘူးမင်းတို့လူမိုက်တွေဟာဒီချက်ကိုဘယ်တော့မှထင်မတွက်ဘူး ဒါရင်းမကသေးဘူးဒီဘွားမှလည်းဒီလိုလှုပ်တဲ့သူဟာ လူကောင်းဘွားကချက်ချင်းတကိုးဖြစ်သွားပြီဒီလိုဟာမျိုးဆိုတာလဲတည်င်းဟာချက်ချင်းပြန်တာပဲဒီတည်င်းကိုတီးတဲ့သူတိုင်းကကိုကွယ်ရမှာဒီကောင်ဟာတကိုးလို့ပြောတာခံရပြီးကိုမရလဲတကိုးမရလို့ပြောတာခံရပြီးကလေးတွေကိုလဲတကိုးသားတကိုးသမီးတွေလို့ခေါ်တာခံရပြီးဒီဘွားမျိုးရောက်လာရင်ကောင်းသေးသလား ငါဒီမှာလှုပ်လာတာနှစ်20ကြော်ပြီရုံးကအတချောင်းအင်ကို ယူမသွားဘူးဘူးရုံးကစာရွက်တရွက်ကိုကိုကိစ္စအတွက်တခါမှအသုံးမပြုဘူးဘူးတတိမော်တော်ကိုရုံးကိစ္စအတွက်ပဲစီရင်ကိုကိစ္စဆိုရင်တမန်ငါစီတယ်ငရဲကိုတွေးတွေးပြီးကြောက်လွန်းလို့ဒီဘဝမှာငါကိုယ်တိုင်လည်းတကူဖြစ်ရမှာကိုကြောက်လွန်းလို့ငါမယားငါသားတွေလည်း သခိုးမယားသခိုးသားတွေဖြစ်သွားမှကြောင်းလုံးလို့ငါဒီလောက်ဆင်ကျင်တယ်မင်းတို့လည်းဆင်ကျင်မှုကောင်းတယ်ငါနေရာက ထောင်နဲ့တောင်းနဲ့ချီပြီးခိုးနိုင်တဲ့နေရာ ်ငါနေရာမှာငါဟာဒီလောက်စင်ကျင်နိုင်ရင်မင်းတို့နေရာမှာမင်းတို့ကပို့ပြီးစင်ကျင်နိုင်ရမယ်မင်းဘန်ကောက်လုံကြီးငါစီယူလာကလေးကမင်းကိုငါနည်းနည်းမတင်ကြဘူးဒါကြောင့်မင်းစိတ်ကိုနိုင်အောင်ထိမထိနိုင်ရင်ဒီစိတ်ကမင်းကိုဒုက္ခပေးလိမ့်မယ်လို့ငါတခါတတိပေးပြီးပြီအခုဒုတိယအကြိမ်တတိပေးတယ်နောက်တစ်ကြိမ်ဆိုရင်တော့မင်းကိုငါမတက်နိုင်တော့ဘူးမင်းထိုင်နေမင်းကံမယ်လို့ဖိုးရွှေကိုပြောဆိုချိန်မောင်းပြီးလွှတ်လိုက် ပါတယ်နောက်တစ်နေ့ရုံရောက်တဲ့အခါဝေခိုင်စီးနေရာကိုဖားခိုင်ကိုပို့လိုက်တယ်ဘာခိုင်နေရာကိုထွန်းဝပို့လိုက်တယ်ထွန်းဝနေရာကငွေရေးချေးပြီးမကန်ရတဲ့အတွက်ဖိုးရွှေပို့လိုက်တယ်နောက်ရောက်လာတဲ့ဘာခိုင်ဟာဖိုးရွှေစီကအလုတ်လက်မခံခင်ဖိုးရွှေနဲ့စင်ရင်အကုန်ရှင်းရတယ်အဲဒီလိုရှင်းတဲ့အခါငွေ3900စင်ရင်ပြောင်းနေတာတွေ့ရတယ်ဘာခိုင်နဲ့ဒီကြောင်မန်နေဂျာသိန်း မန်နေဂျာကိုသိန်းကိုချက်ချင်းတိုင်နေကိုသိန်းကလည်းဖိုးရွှေကိုစစ်တဲ့အခါဖိုးရွှေလည်းဒီငွေ3900ကိုစီးရင်မရှင်းနိုင်ဘူးအဲ့ဒါနဲ့ကိုသိန်းကိုလည်းတတိယဥထုံးနဲ့တွေးပြီးဒီကိစ္စကိုအစီရင်ခံနေအဲ့ဒီလိုစီရင်ခံပြီးတော့ဖိုးရွှေကိုခတ်တိုင်ပြီး ထောင်ချဖို့ကတလန်းအလုတ်ဖြုတ်ဖို့ကတလန်းလမ်းနှလမ်းရှိတဲ့အနက်အလုတ်ဖြုတ်ပြတဲ့လမ်းကို သူ့အနေနဲ့ပူချိုက်တယ်မန်နေဂျာအနေနဲ့တာဝန်ရှိတဲ့အတွက်ဖိုးရွှေလွဲသုံးစားလုပ်ထားတဲ့ငွေ3900 နေရာကိုသူပဲစိုက်ရော်ဆိုရော်မဲလို့တတိကိုအစီရင်ခံတယ်။တတိကလည်းကိုသိန်းကငွေစိုက်ရော်ဖို့မလိုဘူး။ဖိုးရွှေကိုအလုတ်ထုတ်ချင်တယ်။ ကတ်တိုင်ခြင်းတိုင်းကိုသိန်းသဘောပဲလို့ပြောပြီးဖဲဝိုင်းကို ပြန်ဝင်သွားတယ်ကိုသိန်းနဲ့ဖိုးရွှေကို သူ့ရုံးငန်းနဲ့ခေါ်ပြီးနိုင်ဝက်လောက်ဆုံးပါတယ်ပြီးတော့မှအလောက်ကထုတ်ပြတယ်။ဖိုးရွှေအလောက်ကထုတ်ခံရပြီးနောက်၃လလောက်ကြာတဲ့အခါဝါခင်မတစ်မျိုးလုံးအုံအုံကြွက်ကြွက်ဖြစ်တဲ့သတင်းတူတည်းရပေါ်လာတယ်။ ဒီသတင်းကတခြားမဟုတ်ဘူးကိုသိန်းရဲ့ရုံမှာလှုပ်လှုပ်နေတဲ့ဇေယျမကလေးမခင်ဆောင်ဟာရေကန်ထဲခုံချပြီးတည်တယ်ဆိုတဲ့သတင်းပဲဖြစ်တယ်သူ့လောင်းကိုဆရာဝန်ကစစ်ဆေးတဲ့အခါခုနှစ်လလောက်ရှိတဲ့ကိုဝင်ကိုလည်းတွေ့ရတယ်တထေးဦးထွန်းဟာဒီဘက်မှာနာမည်ပြက်နေတော့သူနဲ့ရတဲ့ကိုဝင်ပဲလို့မြို့သူမြို့သားခမည်းများကယူဆတယ်အမှန်တော့သူနဲ့ရတဲ့ကိုဝင်မဟုတ်ပါဘူးငွေကန်စီရေးတဲ့ဘာခိုင်ဟာဒီအကြောင်းကောင်းကောင်းသိတယ် ိုသိန်းဟာဘခိုင်ကို သူ့ရုံးငန်းထဲခေါ်ပြီးမိတဲ့အခါကိုဝင်ရဲ့သမိုင်းဟာအခုလိုပေါ်လာတယ်။ဖိုးရွှေဟာရုံးကငွေတွေကိုလွဲသုံးစားလုပ်နေတာကြာပြီ။အဲဒီငွေတွေနဲ့ဖဲလဲရိုက်တယ်။ရန်ကုန်ကိုပတ်စင်သွားပြီးမြင်းလောင်းတဲ့သူတွေကိုလည်းသူကြိုက်တဲ့မြင်းကိုလောင်းဖို့ငွေပေးတယ်။မင်းကလေးတွေကိုလည်းဖျက်ဆီးတယ်။သူဖျက်ဆီးတဲ့မင်းကလေးတွေမှာမဲဆုံကတယောက်အပါအဝင်ဖြစ်တယ်။ ဒီမက်ခင်စုံကလေးကိုကိုဖိုးရွှေဟာဆကတော့ကြံလို့မရဘူးဒီနေ့သူရုံးငန်းနဲ့ကိစ္စတစ်ခုနဲ့တွားတော့ သူ့အတင်းဆွဲတယ်။ကောင်မလေးကယုံလိုက်တာအပေါ်အင်းကြီးမှတော့စုပ်သွားတယ်။မက်ခင်ဆုံဟာမန်နေဂျာကိုသိန်းကိုတိုင်မလို့ပဲစရွေးတွေကဝိုင်းပြီးတောင်းပန်ထားရတယ်။ဒါပေမဲ့မိန်ကလေးကိုတော့လဝစ်ဆာလက်စာအဝစ်စာမှတ်တယ်မဟုတ်လား။ဖိုးရွှေကအလွဲသုံးစားလှုပ်လို့ရတဲ့ငွေတွေနဲ့ကောင်မလေးကိုလက်ကောက်တွေလုံပေးတယ်၊ဆွဲကြိုးတွေလုံပေးတယ်၊ဝစ်စာတွေဝယ်ပေးတယ်၊ငွေတွေပေးတယ်။အဲ့ဒီမှာကောင်မလေးကလည်းဖိုးရွှေနောက်ကိုပါသွားတာပဲ မယူသည့်စကားပြောပြရစီတော့ဖိုးရွှေနဲ့မခင်ဆောင်ဟာနှစ်ရက်တစ်ခါသုံးရက်တစ်ခါနောက်ချန်နေပြီးတော့ဖိုးရွှေရုံငန်းထဲကစပွဲကုန်ကြီးပေါ်မှာပဲသူတို့နှစ်ယောက်စခန်းသွားတာပဲလို့ဘားခိုင်က ကိုသိန်းကို သူသိသမျှဖွင့်ပြောတယ်ကိုသိန်းကကောင်းမလေးပါဖြစ်လို့ရေထဲကုန်ချပြီးတည်တာလေလို့မိတယ်ဘားခိုင်ကဒီလိုဆက်ပြောတယ်ဖိုးရွှေအလုတ်ပြုတ်တော့ကောင်းမလေးကိုလည်းငွေမထောက်ပတ်နိုင်ဘူးအတွေ့လည်းမခံဘူးအလုတ်သားမပြုတ်ဘဲငွေ တွေကိုလည်းဆက်ပြီးအလွဲသုံးစားလုပ်နေနိုင်မယ်ဆိုရင်ကိုဝင်ရှိလာတဲ့အခါပေါ်ပေါ်ထင်ထင်ယူပြီးတိန်တစင်နဲ့ထားဖို့ဖိုးရွှေမှာရည်ရွယ်ချက်ရှိတယ်ထင်တယ်။ဒီလိုပဲကမာလေးကိုပြောထားတယ်လို့ထင်တယ်။ကမာလေးမှာကိုဝင်ရှိလာတော့ဖိုးရွှေလုံးပြုတ်ကမာလေးကိုလည်းပစံမထောင်းနိုင်အတွေ့မခံနိုင်တော့ကမာလေးဟာရှက်လဲရှက်စိတ်လဲညစ်အမေနဲ့အကိုကိုကြောက်ပြီးရေထဲခုန်ဆင်းနေတာပဲထင်တယ်လို့ဘာခိုင်ကပြောတယ်။ ီးတော့လဲဆရာရင်သွာလာလေးတော့နည်းနည်းပပသတိထားလိုက်ပါဖိုးရွှေဟာဆရာကို ခဲမကြည့်ဘူးဆရာကိုရိုက်ခိုင်းဖို့ဆိုပြီးတလောတုံးကတလိုင်းစုကဖိုးကင်းဖိုးသိန်းတို့ညီကိုလိုက်ငှားနေတယ်လို့ကြားတယ်ဒီကောင်တွေကဦးလေးဖိုးရဲ့မျက်နှာကြောင့်မလုတ်ချင်ဘူးညင်းလာတယ်လို့ကျွန်တော်သတင်းကြားတယ်သူ့ကိုထုတ်ပြစ်ပြီးနှစ်ရက်လောက်ကြာဆရာမော်တော်စိတ်မှာချော်လဲပါရောလားရှုံးအောင်နှစ်ရက်လောက်မတက်နိုင်ဘူးအဲ့ဒီတုန်းကသူ့ကိုနှိပ်စက်တဲ့အကောင်ဒီလိုခံရတာနှဲတော်နေသေးတယ်မြင်မြန်သေးပါစေလို့ဖို ိုးရွှေကအရက်ထဲမှာလဲပြီးပြောနေသေးတယ်လို့ကိုသိန်းကဘာခိုင်ကိုဆက်ပြီးပြောတယ်ဘာခိုင်ရေလူတွေဟာတိတ်ခတ်တာပဲကွယ်လှုပ်လဲ ရှာပေးရတယ်သူတို့ခိုးနေရင်လည်းလက်ပိုက်ကြည့်နေရမယ်အေးအေးယူလိုက်တာနဲ့ဂျေဇူးတွေဘလောက်ရှိရှိအကုန်မေးပြပြီးရဟန်သူဖြစ်တာပဲဖိုးရွှေဟာမြမလို9တန်းထိစာတင်မှုတယ်မအောင်သေးဘူးဒီလိုကောင်မျိုးဟာငါမခန့်ရင်တစ်လ80တန်းအလုပ်ကိုတော့မရနိုင်ဘူးသူသာကောင်းကောင်းရိုးရိုးသားသားလုပ်ရင်180ကနေ200ထိ တိုးပေးဖို့ငါစိတ်ကူးပြီးပြီမေးလိုက်ပါဘခိုင်ရလူငှားတော့မရိုက်နဲ့ရိုက်ချင်ရင်သူကျေးဇူးရှင်ကို သူကိုယ်တိုင်ရိုက် ်လို့ငါကပြန်မလုပ်ပါဘူးငုတ်ခံပါမယ်လို့ကိုသိန်းကဖားခိုင်ကိုပြောတယ်ကိုသိန်းကအလုတ်ကပြန်လာပြီးမက်ခင်မင်းနဲ့စကားပြောနေတော့သားကလေးမောင်မြင့်စွေနားလာပြီးဖေဖေစီးမလေးမက်ခင်ဆုံးသေးတော့ကိုဝင်ကြီးနဲ့လို့ပြောတယ်အဲ့ဒီကိုဝင်ဟာဖေဖေနဲ့ရတဲ့ကိုဝင်လို့ကျွန်တော်ကိုအတန်းသားတွေကဝိုင်းပြီးပြောင်ကြတယ်သူတို့ပြောတာဟုတ်လားဖေဖေလို့မေးတယ်ကိုသိန်းဟာဥတက်မတက်ရယ်ပြီးဆက်ဖက်မှာတော့ဖားခိုင်ပြောသည်မမရနဲ့သားကိုအကုန်ပြောတယ် အဲဒီလိုပြောတဲ့အခါမေလုတ်သူက သူ့သားကိုကြည့်ပြီးမိန်းကလေးတွေကတိတ်တန်းနာစရာကောင်းတယ်လူကြီးတယောက်လုံးနေတဲ့သူဟာကိုယ့်ထက်ငယ်သားတွေကိုဒီလိုငွေနဲ့ရွှေနဲ့ဖျားယောင်းပြီးဖျက်ဆီးဖို့မဆိုထားနဲ့မိန်းကလေးတွေကမိုင်းမဲပြီးမတိမလိမ်မစဉ်းစားစဉ်းကျင်စရာနေပြီးကိုယ့်ကိုတွေးသွေးဆောင်ရင်တော့မှ လူကြီးလုတ်သူမှငင်းနိုင်လောက်အောင်တနာတဲ့စိတ်ရှိရမယ်ငင်းနိုင်လောက်အောင်တိလာရှိရမယ်ငင်းနိုင်လောက်အောင်ဟီရီနဲ့အော်တပ်ပါဆိုတဲ့အချက်အကျောက်ရှိရမယ်ခနာကလေးခန်းစားလိုက်ရတဲ့ အတွေ့ကိုမှတ်ပြီး main ကလေးတရားကိုဖြည့်ဆည်းမိရင်ဒီ main ကလေးမှာပြန်ပြီးအဖက်စင်မရတော့ဘူးဖြည့်ဆည်းသွားပြီးပြိုရည်ပြတ်သွားပြီးကို့မှာလည်းလူမှန်ရင်အနည်းဆုံးကျင့်ရမယ်လို့မြတ်စွာဘုရားကဟောကြားတော်မူခဲ့တယ်။ ၅ပါးသီလတဲ့ကကာမရုမှာမှားရင်းစွာကျင့်ခြင်းမှရှောင်ကျင်ပါမယ်ဆိုတဲ့သိခါပုဂ္ဂိုလ်ကျူးလွန်ဖြစ်စည်းရရောက်သွားပြီးအဲဒါကြောင့်မိမိသားဟာမိမိဆန္ဒအတိုင်းယဟန်မပြုတ်နိုင်လို့လူဝိကြောင့်နေများနေမယ်ဆိုရင် ကိုကာမပိုင်မိအားကလွဲပြီးဘယ်မိမကိုမဆိုးပြိုပြိုအိုးအိုးជីជីငယ်ငယ်ကျူးလွန်ဖြစ်စည်းခြင်းကိုသက်သက်ဆုံးရှောင်ကျင်ပါမယ်လို့မိမိကိုဂရုပေးနိုင်ပါမလားလို့မိပါတယ် ်ပြီးနိုင်ပါတယ်မမီရယ်။ဒါလည်းကိုချင်းစာတတ်ပါတယ်။ကိုသမီးလေးကိုဒီလိုဖြည့်ဆည်းရင်ကြိုက်မလား။ကိုနှမလေးကိုဖြည့်ဆည်းရင်ကြိုက်မလား။ကိုမကြိုက်ရင် သူများကိုလည်းဘာဖြစ်လို့ဖြည့်ဆည်းရမလဲမမီလို့ဒါကပြန်ဖြေတယ်။မခင်မီကသာရု၃ချိန်ခေါ်တယ်။အဲဒါလိုသာရု၃ချိန်ခေါ်ပြီးတော့မှအမေလောက်သူကလူကလေးပြောလက်ဆနဲ့ပြောရအောင်မယ်။လူကလေးနဲ့မခင်လားဟာ ငငယ်လေးကတငငယ်ချင်းဖြစ်လာကြတယ်ခုဆိုနှစ်ယောက်စလုံးဟာရွယ်ရောက်လာကြပြီအဲ့ဒီတော့ရှေ့ကို လူကလေးဟာ မကင်လာကလေးကို ကိုကြီးမရင်းလိုပဲဆက်ပြီးစောက်ရှောက်သွားပါမလားလို့မေးတယ်စိတ်ချရပါမိမိလို့မောင်မြင့်ဆွေကဖြေပါတယ်အခန်းဆက်ရှိပြပါပြီနောက်ရက်ဒီမှာခန်းဆက်ကိုနဲ့တူပြန်လာခဲ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်